အားလုံးပဲမင်္ဂလာပါလားစင်လာတိုင်းအမြတ်ငွေ15ရာခိုင်နှုန်းပေးမယ်ဆိုပြီးတော့လူများစွာရဲ့ငွေသိမ်းပေါင်းတောင်းချီကိုအလစ်တုပ်သွားတဲ့ဒေါက်တာဂျင်ဂျီဆွေအလုံးလုံးစရာမလိုပဲနဲ့ငွေရင်းထရုပ်နဲ့အတူများများရှားတယ်ဆိုပြီးပြောစကားကတော့မမောလောက်စရာဖြစ်နေပြီးတော့အချိန်ကြာကြာရုပ်သွေးနိုင်သူတယောက်လေးရှိနေပါ ರೀ နိုင်ငံတကာကစတော့ရှယ်ယာနဲ့ငွေကြေးစည်းကွက်မှာယင်းနှိမ့်နေရင်တစ်လကိုအတူ15ရာခိုင်နှုန်းပေးမယ်ဆိုတဲ့ဒေါက်တာဂျင်ဂျီဆွေနဲ့အဖွဲ့က နိုင်ငံတဝင်းလူပေါင်းများစွာထံကနေငွေကြေးသိမ်းပေါင်းများစွာလိမ့်လည်သွားတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါရီလင်ခံရသူတွေထဲမှာပင်စင်စားရီယောဂါကုသနေသူတွေတန်ကာရီသီလရှင်တွေနဲ့ငွေတွေလည်းပေါသွားခဲ့ပါရီဒေါက်တာညင်းကြီးစောကဆရာဝန်ပွဲရရှိထားသူတယောက်ဖြစ်ပြီးတော့ငွေကြီးစည်းကွက်နဲ့ပတ်သက်တဲ့သင်တန်းတွေကိုလည်းပေးနေသူပါမန်လေးမြို့မှာနေထိုင်သူတယောက်ဖြစ်ပြီးတော့သူနဲ့နီးစပ်သူတွေကိုငွေကြေးထုတ်ဝင်ခိုင်းတာ6နှစ်ခန့်ရှိပါပြီငွေထည့်ထားရုံနဲ့ဘာမှလုပ်စရာမလိုဘဲနဲ့တလောက်ကိုအတိုး15000ခိုင်းတော့အမြတ်ပေးမယ်လို့ပြောခဲ့ပါရီ ထောက်တာညီညီဆွေနေဖွဲကငွေကြေးနဲ့ပတ်သက်တဲ့ခန်းနာတွေလည်းကျင်းပပြီးတော့စုရှယ်ယာတွေကိုဇက်တိုက်စုဆောင်ခဲ့ပါတယ်။သူထံကနေအတူပုံမှန်ရသူတွေလည်းရှိပြီးတော့2025ခုနှစ်အေဘီလာကုန်ကနေစတင်ပြီးတော့စာနာပြောက်သွားခဲ့ပါတယ်။သူရဲ့ဇနီးဖြစ်သူကတော့ထောက်တာညီညီဆွေဟာထွက်ပြေးသွားတာမဟုတ်ဘဲနဲ့တက်ဆိုင်ရာကနေထိသိမ်းခံရတာလို့ပြန်လည်ဖြေရှင်းထားပါတယ်။ထောက်တာညီညီဆွေကဒီအလုပ်ကိုလှုပ်လာခဲ့တာ6နှစ်လောက်ရှိပြီဖြစ်ပြီးတော့အရင်ကတော့အတူတွေကိုပုံမှန်ပေးလေးရှိပါတယ်။နေတော်ကြတဲ့အထိအတူကပုံမှန်ပေးနေရတာကြောင့်ယုံကြည်တဲ့သူတွေလည်းများလာပြီးတော့နှိစက်ရ တွေလူတွေကလည်းရှေ့ရာတွေထိခိုင်းထားကြပါရီခုနှစ်လခင်ရင်းနှီးမြုပ်နယ်ပြီးသွားရင်တော့အရင်ကြည်ပြီးဆိုတာကြောင့်အချို့တွေကအိမ်တွေကိုတောင်မှပေါင်ပြီးတော့ထိကြပါရီနေတော်ကြတဲ့ဒီအတိုးတွေကပုံမှန်ရနေတာကြောင့်ဒီလိုလုပ်သွားမယ်လို့မထင်ထားခဲ့ကြပါဘူးသူပြန်ကနေတိုးရဖို့သူတွေကတော့ဆရာဟာစိတ်ကောင်းရှိသူတယောက်ပါဆိုပြီးတော့အညွန်ပေးထားကြပါရီဒေါက်တာရင်ကြီးဆွေရဲ့ Telegram group မှာ member အပေါင်းထောင်ကျော်ရှိပြီးတော့ငွေထည့်လိုက်ကြောင်းစာချုပ်စာတမ်းလည်းမပါပါဘူးဒေါက်တာရင်ကြီးဆွေထံမှာရှေ့ရာထည့်သူတွေထဲမှာတန်ဃာတော်တွေနဲ့သီလရှင်ဆရာလေးတွေလည်းပါဝင်ပါသေးတယ် ဘုန်းကြီးကျောင်းတွေနဲ့သီလရှင်ကျောင်းတွေကအကြောင်းအတွက်လာစီဝင်ဝင်လေးရှာမယ်ထင်ပြီးတော့တင်းရာကြီးထည့်ထားကြတာဖြစ်ပါတယ်။ အခုတော့စားကြုပ်စားရလဲမရှိသလိုဘသူကမှလည်းဒီငွေတွေကိုတာဝန်မရှိပေးတာကြောင့်ခက်တွေ့နေကြပါရီဒေါက်တာညီညီဆွေအားလူအများကိုချမ်းသာကျေးဝါစေခြင်းနဲ့ဆိုပြီးတော့ဟောပြောပွဲတွေမှာပြောလို့ရှိပါရီဗန်မငွေရထိုင်းတောင်မှဒေါ်လာကိုအတုံးလုံး15ရာခိုင်နှုန်းမရတာကြောင့်သူ့ကိုယုံကြည်ပြီးတော့ငွေထည့်ကြတာပါချောင်းနေကြတဲ့အချိန်မှာတော့ငွေတွေစုမိသွားပြီဖြစ်ပြီးတော့ထွက်ပြေးသွားခဲ့တယ်လို့ပြောနေကြပါရီအချို့တွေကတော့ဒေါက်တာညီညီဆွေအားတကယ်ဖန်ခံရတာမဟုတ်ဘဲနဲ့အဖန်ခံရတယ်လို့လိမ်ပြောတာသာဖြစ်ကြောင်းခံမနေကြပါရီဒေါက်တာညီညီဆွေရဲ့မျိုးသမီးကတော့ယုံကြည်ပေးဖို့ပြောနေ က်ပြီးတော့ဆရာဘေကင်းပါစေဆိုပြီးတော့ဆူတောင်းပေးနေတဲ့သူတွေလည်းရှိပါသေးတယ်။ငွေပါသားသူတွေထဲမှာတေချာစုဆောင်ထားသူတွေလည်းပါဝင်ပြီးဒီငွေကိုပြန်မရရင်တော့ဘဝပြရမယ့်အနေအထားရှိနေကြပါသေးတယ်။ဒါတညီဆိုရဲ့တိုးနှုံးဟာတလကို15ရာခိုင်နှုန်းပေးတာမဖြစ်နိုင်ကြောင်းနားလေတကြွန်းသူတွေကထောက်ပြကြပါသေးတယ်။ဒါပေမဲ့တိုးကိုလက်စေပုံမှန်ရနေတာကြောင့်အန်ရီကိုမမြင်မိပဲငွေကိုပုံအောင်ပြီးတော့ထည့်မိထားကြတာပါ။ အခုတော့ဒီငွေလေးနဲ့ပတ်သက်ပြီးတော့ပြန်ပေးဖို့လဲဖုန်းလဲမကင်တော့သလိုမသိချင်အောင်ဆောင်နေကြပါရယ်ဒေါက်တာညီညီဆွေအောင်တကယ်ပဲထွက်ပြေးသွားခဲ့တာလားဒါမှမဟုတ်ဖမ်းခံလိုက်ရတာလားသူကတကယ်ပဲယုံကြည်ရသူလားဆိုတာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါဦးရှင်ကြီးစုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်